2025ခုနှစ်ဧပြီလ25ရက်နေ့ဒီကနေ့မနေ့7နာရီအချိန်လောက်မှာထိုင်းနိုင်ငံဖက်ချာခရီခန်းခရိုင်ခွာဟင်လေစိတ်ကနေပြီးတော့စမ်းသပ်ပြန်တန်းတဲ့အပေါ်သားလေရင်ပြက်ကြတယ်လို့ကျွန်တော်တို့သတင်းတွေရရှိပါတယ်အဲ့ဒီလေပြန်ပေါ်မှာဆိုလို့ရှိရင်လူချောင်းပါသွားပြီးတော့အားလုံးအဲ့လိုကျွန်တော်တို့ကနဦးသတင်းတွေရသိရှိရပါတယ်အဲ့ဒီလိုလေရင်ပါကြောင့်ပြက်ကြတယ်ဆိုတာကို မတိရသေးတဲ့အတွက်ကြောင့်မလို့နိုင်ငံမှာတာဝန်ရှိသူတွေကဘလက်ပေါက်ကို ရှာဖွေပြီးမှအတိအကျထုတ်ပြန်မယ်လို့ကျွန်တော်တို့နားလည်ပါအားလုံးမှန်းမှန်မျိုး UMK Entertainment Channel ဆိုလိုက်ပါတယ်ဒီရက်တစ်ဆက်ပြန်ပြန်ဖန်တရားဒီပုံလေးဖြစ်ပါတယ်ဒီဖန်လေးဘာဖြစ်တယ်လဲဆိုရင်ဒီ ထိုင်းနိုင်ငံမှာပေါ်တော့လင်းပြစ်ကြလို့ဘူဇလာဘလော့ကဥထေတရံနေပြီးတော့ဒီအပြည့်စုံရှင်းပြလာရပြီးခွန်လေးပြီးတော့ဒီမိုးလေးသာတရင်နဲ့ငလင်တရင်တွေလည်းဒီအပြည့်စုံတင်ဆက်ပြတ်တာပြလိုက်တဲ့ပြီးခွန်လေးပေါ့နော်ရေခွန်လေးကျွန်တော်မျိုးပြတ်တာတစ်ဆက်ပြပြမိုးကျွန်တော်ပြပြလည်းအဆုံးတက်စီလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ကျွန်တော်မျိုးလည်းဘူဒရရဲ့အနေနဲ့ကျူတင်ကောက်ကပြစ်စီလို့ရအောင်ပြလည်းဝင်မြတ်တစ်ဆက်ပြလည်းချင်းဖြစ်တဲ့ဒါကြောင့်မို့ကျွန်တော်ပြပြလည်းအဆုံးတက်စီလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ဒါဆိုရင်ကျွန်တော်ပြပြလည်းဆက်လိုက်အောင်ဒီကနေ့မနက်၈နာရီအချိန်လောက်မှာထိုင်းနိုင်ငံ ခကြာခရိခန်းခရိုင်ကွာဟင်လေးစိတ်ကနေပြီးတော့စမ်းသပ်ပြန်သန်းတဲ့အပေါ်သားလေရင်ပြက်ကြတယ်လို့ကျွန်တော်တို့သတင်းတွေရရှိပါတယ်အဲ့ဒီလေပြန်ပေါ်မှာဆိုလို့ရှိရင်လူ၆ဦးပါသွားပြီးတော့အားလုံးသိကျွန်တော်တို့ကနဦးသတင်းတွေရသိရပါတယ်အဲ့ဒီလိုလေရင်ပါကြောင့်ပြက်ကြရယ်ဆိုတာကိုမတိရသေးတဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံမှာတာဝန်ရှိသူတွေက ဗလဲပေါက်ကိုရှာဖွေပြီးမှအတိအကျထုတ်ပြန်မယ်လို့ကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့လင်းရင်ပြန်တက်ကြရမှာယာဒီဥဒုအချိန်တွေကိုဘယ်လိုထည့်သွင်းစဉ်းစားရမလဲဆိုတာကိုကျွန်တော်တို့လေ့လာတင်ပြမှာဖြစ်ပါတယ်ထိုင်းနိုင်ငံလင်းရင်ပြက်ကြတဲ့လေစီးကြောင်းကိုကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်ဒါကတော့မနေ့၈နာရီကြော်ကြော်ကလေစီးကြောင်းဟာ ဘင်္ဂလားပင်လယ်အားတစ်ဆင့်ကိုယ့်ရေပြီးတော့ထိုင်းနိုင်ငံတဲကိုဖြတ်ကျော်ပြီးတော့ဝင်သွားတာတွေ့ရပါတယ်ဒီလိုဖြတ်ကျော်ပြီးတော့ဝင်သွားတဲ့လေစီးကြောင်းရဲ့အပူချိန်ကိုကြည့်မယ်ဆိုရင်လေစီးကြောင်းတက်ကမှုကြောင့်မလို့တနင်္လာရီတောင်နှမ်းပေါ်မှာအပူချိန်မြင့်တက်နေပြီးတော့ထိုင်းပင်လယ်ခွေထဲမှာအပူချိန်မြင့်ကျနေတာတွေ့ရပါတယ် အဲ့ဒီအနေထားဆိုလို့ရှိရင်လေစီးကြောင်အထထအပူရင်ခြားနာမှုဖြစ်ပေါ်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရရှိပါတယ်အဲ့ဒီလိုလေစီးကြောင်ဒီဟာအပူရင်ကြောင်အထထတိုက်ခတ်နေရင်လည်းလေပြက်ကြတဲ့ခွာဟင်ကောင်းငယ်မှာဆိုလို့ရှိရင်လေမှုရှုပ်ထွေးမှုဖြစ်ရတာနေပြီးတော့မြမပြီက တိုက်ခတ်လာတဲ့လေလေဟာတင်းနာရီတောင်တန်းကို ကြော်ဖြတ်ပြီးတော့မြေဆိုင်လေတိုက်ခတ်နေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။အဲဒီလိုမြေဆိုင်လေဟာဘယ်လိုပြောင်းလဲရဲ့ဆိုတာကိုဆက်ကြည့်မယ်ဆိုရင် ပေ9000အမြင့်မှာမြင်းကြီးလေတိုက်ခတ်ပြီးတော့ပေ3000အမြင့်မှာမြေဆိုင်လေစေးလာရင်းနဲ့လေစုံကျက်မိသွားပြီးတဲ့အခါမှာဆိုလို့ရှိရင် ပေ3000အောက်မှာဆိုလို့ရှိရင်တော့မြေပြင်ပေါ်ကတက်လာတဲ့လေရင်ကိုဆွဲချတဲ့လေစီးကြောင်းတစ်ခုရုတ်တရက်ဖြစ်ပေါ်သွားတာကိုကျွန်တော်တို့ဂျိုလူကပေးပို့တဲ့တိုင်းတာချက်တွေရတွေ့ရှိရပါတယ်ကျွန်တော်တို့မြေပုံကိုလေ့လာတဲ့အခါမှာလေစီးကြောင်းကိုကြည့်ပြီးတော့မိမိတို့လိုချင်တဲ့နေရာကိုကလစ်ထောက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့လေစီးကြောင်းတွေရဲ့အနေအထားတွေကိုရေပူအားဖြင့် တတိပေးထားတာတွေ့ရပါမယ်ဒါဆိုလို့ရှင်၈နာရီကနေပြီးတော့၁၇နာရီအတွင်းမှာမြေဆိုင်လေတိုက်ခတ်နေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်တခြားနေရာတွေမှာတော့ကောင်းငင်ဘော်ကိုတက်သွားတဲ့မြေပြင်တွေဖြစ်ပါတယ်ဒီအနေထားဆိုလို့ရှင်ကျွန်တော်တို့မြန်မာပြည်မှာလေဆုံချက်ထိတဲ့နေရာတွေဖြစ်တဲ့ရန်ကုန်တိုင်းပဲခူးတိုင်းမုံရွာကဏီဒေသမှာမကြာခဏ ဖြစ်လေဖြစ်တာရှိတဲ့လေဆုံချက်ကနေပြီးတော့မြေဆိုင်လေးဆင်းတယ်လို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်ဒီကနေ့ဝါဟင်လေးစိတ်ကတက်လာတဲ့ထိုင်းလေငယ်ပြက်ကြမှုဟာဆိုရင်လေရင်ရဲ့ဆက်တစ်ခုလည်းကြောင်မဟုတ်ဘဲနဲ့ယာစီဥတုပြောင်းလဲခြင်းမြေဆိုင်လေးဆုံချက်ကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့တင်ပြတာဖြစ်ပါတယ်ကျွန်တော်တို့မမာပြီမှာလည်း တက်ခဲ့မှုပါတယ်2018ခုနှစ်မှာလဲကျွန်တော်တို့ဗိတ်တဝဲဒေသမှာစစ်လေရင်ပြက်ကြလို့လူတရား12ဦးပေဆုံးခဲ့တဲ့မှတ်တမ်းရှိပါတယ်ကျွန်တော်တို့သတိပေးချင်တာကဒီကနေ့2025ခုနှစ်မိုးရွာတွေဝင် လေတက်ခတ်မှုဟာလဲရုတ်တရက်မြင်းကြီးလေးစုံချက်ဖြစ်ပြီလို့ရှင်လေပြင်းတံကိုခံစားရနိုင်တဲ့အတွက်ကြောင့်မလို့မိဘပြည်သူအားလုံးအထူးသတိထား နေထိုင်ကြပါလို့တတိပေးလိုပါတယ်လိုအပ်တာများရှိရင်နေများနိုင်ပါတယ်ကျွန်တော်တို့ကိုယ်သက်ထွေးနိုင် Telegram ကနေပြီးတော့မှအတန်ဖိုင်နဲ့ထုံးနေနေပါတယ်မိဆွေများမျှဝေပေးကြပါတတိပေးကြပါကျေးဇူးတင်ပါတယ်မန္တလေးတက္ကသိုလ်ကြီးမီးလောင်သွားတော့တက္ကသိုလ်ဝန်ထမ်းစာမုံမဲ့ဖြည့်ထားတဲ့ခလေးတွေရဲ့အဖြေလော်တွေမီးလောင်သွားအခုမီးလောင်တဲ့အထဲမှာအဖြေလော်တွေပါသွားတဲ့တက္ကသိုလ်ဝန်ထမ်းចောင်းသားတွေလာမဲ့ဇွန်လ16ရက်နေ့ကနေဇွန်လ22ရက်နေ့ထိ ဒုတိယကြိမ်ဆောင်ပွဲပြန်ဖြေရမယ်ဆိုပြီးတော့စေဥစုကဆုံးဖြတ်တယ်တဲ့ဗျာ။ငလင်ကြောက်ဒုက္ခတွေပင်လယ်ဝေပြီးစိတ်တော့ကရောက်နေဘာမှမဆိုင်တဲ့အကြောင်းသားတွေအပေါ်ကိုအပြစ်ပုံချလိုက်တာ။ငလင်ကြောက်တချို့အကြောင်းသားတွေတေကုန်ကြတယ်။တချို့အကြောင်းသားတွေရဲ့မိဘတွေတေကုန်ကြတယ်။ရွှေအကြောင်းသားတွေရဲ့အိမ်ကြီးပျက်စီးကုန်ကြတယ်။အဲ့ဒါကိုဘလို့စိတ်တမျိုးနဲ့ဆောင်ပွဲပြန်ဖြေခိုင်းရတယ်။ဘလို့မှစဉ်းစားလို့မရ။စိတ်တရားရပြီးစိတ်တော့ကရနေပြည့်နေတဲ့အကြောင်းသားတွေစာကြက်ဖို့အာယုံဆိုင်ဖို့ဆံမွဲပြန်ဖြေဖို့ဆိုတာ အခုချိန်မှာဘယ်နည်းနဲ့မှမဖြစ်နိုင်သူတို့တတ်မှတ်တဲ့တိုးတောင်းတဲ့ဒီအချိန်မှာစာကြပြီးဆောင်ပွဲပြန်ဖြေရမယ်ဆိုရင်ကျင်းစီတဲ့ចောင်းသားတွေအောင်မှတ်ရဖို့တော့မလွယ်တော့ဘာဖြစ်လို့လဲဆိုရင်စိတ်ဒဏ်ရာတွေနဲ့ဘူးဘာဖြစ်လဲကွာငါတို့အမိတ်ချတိုင်းចောင်းသားတွေကလိုက်လို့ရမယ်ငါတို့အမိတ်ချတိုင်းចောင်းသားတွေကဆောင်ပွဲပြန်ဖြေရမယ်ဆိုတာဒါတက်တက်ចောင်းသားတွေကိုမတော်မတရားအနိုင်ကျင့်တာပဲတကယ်ဆိုရင်ចောင်းသားတွေနဲ့မဆိုင်ဘူးတဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တာ ဒါကိုအခုလက်ရှိစစ်ကောင်စီကတာဝန်ယူရမယ်ဖြစ်နိုင်ရင်ចောင်းသားတွေကိုတော့ဒီတိုင်းအောင်ပေးရမယ်တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲဆိုတာဗျာတနှစ်လုံးတော့အချိန်ယူပြီးစ조사ထားရတာနှစ်လဆိုတဲ့အချိန်တော်တွင်မှာပြန်ကြပြီးပြန်ဖြေရမယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးလေတကယ်ဆိုရင်တရားမျှမျှတတ်တာလုပ်ချင်တယ်ဆိုရင်တနိုင်ငံလုံးကိုပြန်ဖြေခိုင်းရမှာចောင်းသားတွေကစာမွေးပွဲဖြေပြီးပြီဖြစ်တဲ့အတွက်ကြောင့်သူတို့တာဝန်ကျေသွားပြီဒီအဖြေလာတွေမီးလောင်တာဒီသူတို့လုံးလုံးလောင်တာလည်းမဟုတ်ဘူး သူ့ဘန်သူတဘာဝပေးချောက်လောင်းတာဒါကိုစစ်ကောင်စီကအောင်ပေးပြီးမပေးတဏ္ဍာန်ကံလုံးကိုညီသူမျှတူပြန်ဖြေခိုင်းရမှာကိုရောစက်ရောဒဏ်ရာရထားတဲ့ចောင်းသားတွေကိုစိတ်တက်စစ်စေးရင်းနေနဲ့စိတ်တက်ထက်ကြအောင်လုပ်ပြီးတော့ចောင်းသားတွေရဲ့ဘဝတွေပျက်စီးအောင်စစ်တက်ကတမင်လုံးနေတာចောင်းသားတွေចောင်းမဟုတ်ဘဲနဲ့ចောင်းသားတွေကိုဆောင်မွေးပြန်ဖြေခိုင်းတာဒီចောင်းသားတွေကိုတာဝန်ယူခိုင်းတာဒီဒါတော်တော်ရှက်ဖို့ကောင်းတဲ့လုပ်ရပဲ။ အမျိုးသမီးတယောက်ဖះဘော်ကို ဖန်းနှင်းတဲ့တက်တဲ့ဗီဒီယိုဖိုင်ကိုအားလုံးမြင်မိကြပြီလို့ထင်ပါတယ်။အဲ့ဒါကိုသာသနာကိုစော်ကားပါတယ်သာသနာကိုဖျက်ဆီးပါတယ်အမြင်မတော်လို့ပါဆိုပြီးဝိုင်းဝန်းပြောနေကြတဲ့သူတွေကိုဒီနေရာကနေပြောချင်တာကအဲ့ဒီအမျိုးသမီးဖះဘော်ကိုဖန်းနှင်းတဲ့တက်တာတည်သာသနာလည်းပျက်စီးမသွားဘူးသာသနာလည်းနည်းနည်းလေးမှထိခိုက်မသွားဘူးဗုဒ္ဓဘာသာအမိခံစစ်အုပ်စုဟာနေ့စဉ်နေ့တိုင်း ဘုံရောင်တွေကိုဘုံကျဲတယ်။တန်ဃာတော်တွေအများကြီးထိခိုက်သေးဆုံးရတယ်။အဲ့တော့အမြင်မတော်တိုင်းသာပြောကြစတဲ့ဆိုရင်ဘာလို့ဘုံရောင်တွေကိုဘုံကျဲနေတဲ့စစ်အုပ်စုကိုခြံထားရတာလဲ။အမြင်မတော်လို့ပြောကြစတဲ့ဆိုစစ်အုပ်စုကိုလည်းထဲ့ပြောရမယ်မဟုတ်ဘူးလား။ဘုံကြီးတွေကိုဘုံကျဲနေတဲ့ဒီစစ်အုပ်စုကိုကြတော့ဘာမှမပြောဘဲနဲ့မတိကြအောင်ဆောင်ပြီးတော့ဖះဘော်ကိုဖနက်နေတဲ့အမျိုးသမီးကိုကြတော့ဝါမီတော့ပြောစုံနေကြတယ် ဒါနိုင်လို့ရမှန်းသိလို့တသက်အနိုင်ကျင့်ကြတာလောကမှာလူတွေကနိုင်မှန်းသိရင်တသက်ကိုအနိုင်ကျင့်ခြင်းကြတယ်အဲ့တော့သာသနာကိုဆော်ကားလို့သာသနာကိုဖျက်ဆီးလို့အမြင်မတော်လို့သာပြောကြချင်တဲ့ဆိုရင်ဒီအမျိုးသမီးကိုပြောရမှာမဟုတ်ဘူးအာနာရှင်စေုပ်စုကိုပြောရမှာဒီမျိုးသမီးဘုရားဘောဘာဖတ်တဲ့စီလိုက်လို့သာသနာပုတ်ပယ်မတော်ဘူးသူပဲဒုက္ခရောက်မှာ ဒီစစ်အုပ်စုနေ့စဉ်တွေတိုင်းဖုန်းရောင်းတွေကိုဘုံချင်းနေတာသာသနာကြာရင်သာသနာပြတ်သွားမှာကြာရင်မရှိမှရှိမှဟုတ်ကဲ့မြေရေကျွန်တော်ပြန်ဟန်ကြပါပဲဒီဖန်လေးရတာမိုးလို့တက်တဲ့နေငလင်းတဲ့နေကိုဒီမိုးစလာဘရောကဥထေးတဲ့နေပြီးတော့အပြည့်စုံတိဆက်ပြီးသွားပြီးဖန်လေးပေါ့နော်ဒီဖန်လေးကျွန်တော်မြေပြတ်တက်တိဆက်ပြီးသွားဖြစ်ပါတယ်ကျွန်တော်မြေလေဘုဒ္ဓရရအနေနဲ့ကြီးကျိုးတိကောက်ကပြင်ဆင်လို့ရအောင်ပြန်လိုက်ဝင်မြတ်တိဆက်ပလေးခြင်းဖြစ်တယ်ပေါ့နော်ဒီမိုးစလာဘလော့ကဥထေးတဲ့ကိုလည်းအခုလို့တိဆက်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော် channel နဲ့ဘုဒ္ဓရရတဲ့ကြောင်းနဲ့ဟာတာပြီးမြေတိဆက်ပြအောင်မို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဗီဒီယို notification ဘာနဲ့ကဲ့ပြီးတော့ဆက်ကြည့်ပါတယ် တော့ channel အပေးချစ်ရှိဦးရောက်ချင်းနေစီမိုက်တင်ပါတယ်နောက်ထပ်ပြန်ပြန်ဆက်ကြမယ်ကဲ့